ရိကအောင်မန်းကိုလိုခဲ့၃ရက်လောက်ကအရင်ရောက်တယ်ပေါ့နော်ပြီးတော့ဒီတက်ပုံရိုက်ဖို့အတွက်ရှုတဲ့အဖွဲရာနောက်၂ရက်လောက်နေတော့ရောက်လာတယ်ဒီရုပ်ရှင်ရိုက်ကိုရေးပြီးတော့ရိခဏအားလုံးဒီဘက်မှာအဲ့လိုဖိုတိုရှူတင်လေးပဲလုပ်ရင်းနဲ့နားဖို့ရောက်လာပေါ့နော်အဲ့ဒီဖြစ်တဲ့နေ့ကအာအဲ့ဒီမာမီကပဲရောက်ညာလဲဆိုအောင်မန်းကသူတို့ဆယ်အဲ့လိုပေါ့နော်ဆယ်ရေရေတီးကပေးတဲ့ဆယ်တမန်ရှိရဲ့အဲ့ဒီနားမှာပြီးတော့ဖိုတိုရှူတင်အတွက်ရောက်နေခဲ့တာပါအဲ့ဒီရောက်တဲ့အချိန်မှာရိရဲ့နောက်ဖိုတိုဂရာဖာ နှစ်ယောက်ရယ်ပြီးတော့အဲ့မှာရောက်တယ်ရောက်တဲ့ချိန်မှာပြီးတော့အဲစားတောက်ပြီးတော့ picnic ထွက်တဲ့ပုံစံမျိုးလေးနဲ့နေနေတာပေါ့နော်ဖြစ်ရှင်တော့အဲ့ဒါတွေမဖြစ်တဲ့အဲဒီငလျင်ကြီးမတိုက်တဲ့အချိန်မှာအရင်ဆုံးအာသတိပေးတဲ့အတန်လိုမျိုးပေါ့နော်တော်လဲကန်လို့တော့ခေါ်တယ်ပေါ့နော်ဒီဘက်ကတော့အဲ့ဒီမိုးရွာခန်းကြီးမိုးကြီးလေကြီးကြာခန်းကြီးလိုမျိုးအဲ့လို ဘောဆိုရအတန်ယူပြီးတော့အာငလျင်မလောက်ခင်3မိနစ်အလိုလောက်မှာပြီးတော့အချိန်ကြီးနဲ့တော်တော်ကြာရဲ့ second ဝက်အာစက္ကန့်30နီးပါးလောက်ထိုပြီးတော့ကြားလိုက်ရရေပေါ့နော်အဲ့လိုမျိုးအကျဉ်းကြားအချိန်မှာကောင်းကြီးရလည်းအရင်ဖြူနေတော့အမိုးကတော့မရွာတတ်ဘူးပေါ့နော်ဒါပေမဲ့တစ်ခါလေမှလည်း3မိနစ်လောက်လည်းနေရောငလျင်စားလှုပ်လာရေပေါ့နော် ပြီးတော့အဲ့ဒီဗီဒီယိုထဲမှာကငလျင်လှုပ်တဲ့အချိန်အစပိုင်းမှရှိသေးတာပေါ့နော်။နောက်ပိုင်းလှုပ်တဲ့အချိန်မှာရေကလုံးဝပေါင်းပြင်ခတ်ပြီးတော့အဲ့လောက်ထိကိုဆိုးဆိုးရွားရွားဖြစ်သွားတယ်။ဒါပေမဲ့ကန်ကောင်းတာတစ်ခုကအာအဆောက်အဦတွေနားမှာမဟုတ်တဲ့အတွက်ပြီးတော့အဲ့ဒီအချိန်မှာဟိုပြင်းတော့ပြင်းသွားတယ်ဒါပေမဲ့အပြူစီးပြက်ကအဲ့လောက်မရှိတော့ဘူးထင်တာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လိုင်းလည်းမမိတော့အဲ့နားမှာပဲခဏနေလိုက်သေးတယ်ညိန်သွားတဲ့အချိန်ပေါ့နော်။ညိန်သွားတဲ့အချိန်မြူရဲကိုပြန်ရောက်တဲ့အချိန်မှာတော့တော်တော် ညံ့ပြက်စီးနေတာကိုမြင်ရတယ်။အော်တန်အော်တတိုင်းနေသူတို့ခြံစည်းဥတွေကတော့တတော်ရင်းကိုအိမ်တိုင်းမိဘလောက်ကိုပြူကြပြက်စီးနေတာကိုမြင်ရတယ်။တိုင်းအစ်တကြီးတွေလည်းအောက်ခြေပြက်နေတာကိုမြင်ရတယ်ပေါ့နော်။အဲ့မှာတော့အဆိုးဆုံးကတော့ဒီအောင်မန်းမျိုးရဲ့အထင်ကြီးရမှာပါတယ်။အောင်မန်းဟိုတယ်ပေါ့နော်။အဲ့အောင်မန်းဟိုတယ်ကတော့ အလုံးဝအောက်ကိုကျွန်ကျသွားပြီးတော့အဲ့လိုမျိုးဘယ်လိုပြောမလဲဘလို့မှအဖတ်စီလို့မရတဲ့အခြေအနေပေါ့နော်ဒီနေ့ဆိုလည်းသူတို့အဲ့ဒီအဟိုင်းကိုဟိုတယ်တစ်ခုလုံးခြုံချနေရတဲ့အဆင်လောက်ထိကိုဖြစ်သွားတယ်အဒီအဲ့အချိန်မှာခီးသားဧည့်သည်ကလည်းအရန်ပြည်နေတဲ့အချိန်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့တော်တော်စိတ်မကောင်းစရာအခြေအနေတစ်ခုတော့ဖြစ်သွားတယ်အဆောင်ဝင်ပြီးလို့လာနာကြတဲ့ကလေးတွေမိသားစုတွေလည်းရှိနေသူတို့ကြားရပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေတော့ရှိပါတယ် ပြီးတော့အဲ့ဒီမှာတာဝန်ထမ်းဆောင်နေတဲ့ဟိုတယ်မှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းကြီးပဲအယောက်30ကျော်ရလို့ပြောရပေါ့နော်အခီးသွားဧည့်သည်တွေရောဝန်ထမ်းတွေရောပိတ်မိတာတွေညံ့နေတာတွေရှိတဲ့အတွက်အခုထိလဲသူတို့လူတွေတော့ထုတ်နေရတော့ပေါ့နော်အခုသွားကြည့်တဲ့အချိန်မှာလဲလမ်းပိတ်ထားပြီးတော့အဲ့မှာဖြိုချနေရတယ်ပြီးသွားတာဖြစ်တဲ့အတွက်အဲ့ဒါတွေတော့တော့သူတို့အခုအခုထိကယ်နေရတော့ဖြိုချနေရလို့တော့ပါပဲရှင့် ကလင်900ဆင်းရုံပတ်တည်ထီတော့အခုလူနာတွေကိုတဲထုံနေရတယ်လို့လည်းပြောရပေါ့နော်ဒီဘက် အောင်မန်းဆင်းရုံမှာဘလို့မှမနိုင်တော့တော့တဲ့အထီကိုအတေအပြောက်တွေတော့များသွားခဲ့တယ်လို့တော့ဒီဘက်မှာတော့ကြင်ကြပါရှင့် ရီပီးတန်နေတယ်အခုဆိုရင်အဓိကတောင်ပေါ်မှာကရီတချို့နေရာမှာမကြသေးတဲ့နေရာတွေရှိသေးတယ်အောင်ပန်းမှာတောင်မှာတချို့အရန်နေနေရက်ွက်တွေမှာဆိုဟိုးအရင်တစ်ခေါက်ကဖြစ်သွားတဲ့ရီပီးကြောင့်မလို့အဲတချို့နေရာတွေမှာရီကဟိုကြားဖို့မလွယ်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့နေရာတွေရှိရင်အင်းလေးမှာဆိုလို့ရှိရင်ပိုဆိုးတယ်ပေါ့နော်သူတို့ကအာရီပီး ခံကိုခံရတယ်။ရေအိမ်တွေအကုန်လုံးရေတွေမျောသွားတယ်၊ရေတွေမြုပ်သွားတယ်။အဲ့ရဲ့နောက်ဆက်တွဲမှာစပါဆက်ဖြစ်လာလဲဆိုတော့အရန်ပူလာတဲ့ထန်ချောင်းမှုလို့လွန်ခဲ့တဲ့နှစ်ပတ်သုံးပတ်လောက်အထိကရေအရန်ခံပြီးတော့ရေအရန် ဘယ်လိုပြောမလဲတိမ်ပြီးတော့ပေါ့နော်အဲ့လိုစီးပွားရေးတွေအဲ့လိုအာဘယ်လိုပြောမလဲလှီတီတီချာထွက်လို့မရတဲ့အခြေအနေစီးပွားရေးချက်တဲ့နဲ့ကြုံရတယ်အဲ့လိုကြုံရပြီးအခုကျတော့လေရှည်လေးကတော့နည်းနည်းလေးပြန်ရှိလာပြီးဒီဘက်မှာအပူချိန်လေးကျော်လာပြီးဆိုတော့အချိန်ရောက်ပြန်တော့လေဒီငလျင်ဘေးကိုခံရရပေါ့နော်ဆိုတော့အိမ်ကြီးတော်တော်များများတော့ဒီအင်းလေးဘက်မှာလေပြိုကြပြိုရယ်ဆိုတော့လဲတယ်ပေါ့နော် ုင်လုံးနေတိုင်လုံးရှည်လေးတွေကလည်းသူတို့ကပပလေးတွေဆိုတဲ့အတွက်ကြောင့်မလို့အကုန်လုံးရှိုင်းကုန်နေပြူကြပျက်စီးကုန်နေရှည်တွေဘက်ကိုရှင်းသွားတယ်ပေါ့နော်ဘလို့မှဆက်နေလို့မရတဲ့အနေထားတွေအဖြစ်ကိုအဲ့ဒါကနေရတော်တော်များများအိမ်လေးမှာကြုံနေရတယ်လို့တော့ဒီဘက်မြေပြင်ဘက်အခြေအနေအရတော့မိတို့သိရတယ်ပေါ့နော်သွားဖို့လမ်းခရီးရတော့ အကြောင်းကိစ္စလေးရောင်းမလို့နည်းနည်းညှိနှိုင်းနေရတာနည်းနည်းအဆက်အသွယ်အဓိကတော့ line မမီတဲ့အတွက်ပြီးတော့အဆက်အသွယ်တွေလုံးလုံးမရနေတာမျိုးတော့အခုလိုတော့စဒီဘက်ချမ်းမှာကြုံရပါတယ်ရှင်ဒီဘက်မှာတော့လေအစားအတောက်ဒီဆိုတာထပ်ပြန်လဲထူထောင်ရေးအတွက်တော့ ပူလိုအပ်တယ်ပေါ့နော်အခုအဲရှီပြီးကြောင်းမို့လို့ပြူကြသွားတဲ့အိမ်တွေကိုပြန်လဲထူထောင်ရင်းနဲ့ပြန်စောက်ပြီးထားတဲ့ဟာတွေကလည်းအခုပြန်ပြူကြပုံပြန်တယ်ပေါ့နော်အဲ့အတွက်ကြောင့်အခုလောလောဆယ်တော်ပြီးတော့ပြန်လဲထူထောင်ရင်းဘက်ကိုပူသွားရတယ်ပူပြီးတော့အိမ်တွေကိုကိုတက်နိုင်တော်ကြီးဖောင်းနှုံးဖျားမှဆိုလဲအပြူကြပျက်စီးလေးတွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့ဒါတွေတွက်လဲပြီးတော့ပြန်လှူဖို့အတွက်အခုအတိအကျတော့ ပြောချင်တာကတော့စားကုန်စားတောက်ကုန်နေဆိုတာထပ်ပေါ်တော့ပြန်လည်ထူထောင်ရေးအတွက်ငွေသားတွေတော့ပိုလိုအပ်တယ်ပိုပြီးနေရာလေးတွေပိုလိုအပ်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ပြီးလဲအရှင်ပြည်တလောက်တော့အကုန်လုံး live စုနေဒါပေမဲ့ live မမိရခဲ့တဲ့အတွက်လဲအလူခံမှုကနည်းနည်းအခက်အခဲလေးရှိနေတယ်အဲ့တော့ကြောင့်မလို့မကြခင်တော့ကိုယ်တိုင်းနေပြီးကိုဆင်းပြီးတော့အဲတွားကြည့်ဖို့တော့ re season နေပါတယ်လို့ဟုတ်ကဲ့ ရီကာခုနောက်လာလာစမ်းမှာတော့ပြန်ပြဖို့ရန်ကုန်ပြန်ပြဖို့ရှိရဲဒါပေမဲ့ဒီဘက်မှာလည်းဒီတိုင်းလက်လွတ်စပိန်မထားခင်ရှင်တော့ကိုလက်တဆုပ်စာလေးပဲပြပြဆန်တဆုပ်စီတဆုပ်လေးပဲရရတော့ပြီးလုတ်ပြီးရှင်သေးရပေါ့နော်အဲ့တော့ကြောင့်မလို့ဒီ၃လေးရက်မှာတော့ရီအလိုင်းရှင်နေတော့အဓိကကြည့်တယ်လိုင်းရှင်နေလေးနည်းနည်းလေးပြန်အဆင်ပြေရဆိုရင်တော့ရီ funding နည်းနည်းလေးကောက်ပြီးတော့ပြန်လဲထူထောင်ရေးမှာပဲငွေသားအနေနဲ့ရီလှူဖို့တော့စံသားရှိပါတယ်အဲ့လိုအတွက်လည်းရီစီစဉ်နေတာရောရှိရတာ ါမဲ့လိုင်းရဘလို့မှအဆင်မပြေဘူးအာဘလို့မှမရဘူးဆိုတော့ကိုတက်နိုင်တဲ့အမောင့်လေးပဲကိုလှူလိုက်ဖို့ရစီစဉ်ထားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အာဖန်နင်းနေကောက်ပြီးလိုင်းမမိပဲနဲ့အာပျောက်သွားပြန်လို့လည်းအဆင်မပြေဘူးပေါ့နော်။အာလူချင်းမင်းတို့အားလုံးစိတ်ပူပန်ရတာပဲလေလဲရှိတာနိုင်တာဖြစ်တဲ့အတွက်ပြီးကတော့အဓိကစဉ်းစားရတာတော့ကိုပေါကိုအာဖန်နင်းလေးကောက်ဖို့တော့လိုင်းချင်းလေးလေးကောက်ဖို့လိုင်းလေးပြန်ရဖို့ပေါ့နော်။ပြီးတော့အခုမီးတွေကလည်းလုံးဝမလာတာတရက်မီပါလောက်ဖြစ်နေပြီဖြစ်တဲ့အတွက်အာ ဖုန်းအားမရှိတာတွေပါလေကြုံနေရတယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ funding လေးကိုတော့ကောက်ဖို့ရပြီးအားသွင်းဖို့လည်းစူးစမ်းနေရယ်လုံမန်းနေရယ်ပေါ့နော်အဲ့လိုလေးရရင်တော့အကုန်လုံးလည်းပါဝင်စီချင်ပါတယ် funding လေးနဲ့တော့နည်းနည်းအာဒီဘက်ကျန်တဲ့ထူထောင်ရေးမှာတွားဖို့ရရှိပါတယ်အဲ့လိုမှမဟုတ်ခင်ねဘလုံးကအဆင်မပြေဘူးဆိုတော့ကိုကကိုတက်နိုင်တဲ့ကိုစုလာတဲ့အမောင်လေးနဲ့တော့ဒီဘက်မှာလှူပြီးမှတော့ရန်ကုန်ပြန်ချင်ပါတယ်ဟုတ်ကဲ့